တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကို2025ခုနိုဝင်ဘာလ17လပိုင်းအတွက်ကိုဗီရင်ဟောတရံဟောကြားပေးမှာဖြစ်ပါတယ်ဒီ17လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးတွေနေရဘေးရာတွေကောင်းပြီးဘေးရာတွေယူဆိုင်ရမလဲဆောင်ရွက်ရှောင်ရွက်လေးတွေကိုပြောပြပေးပေါ်မှာဖြစ်ပါတယ်တောက်ကြသားသမီးတွေဒီ17လပိုင်းဆိုတဲ့ကာလမှာအာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေခရီးဘူးကိစ္စတွေတူတူကြားအဆင်ပြေအောင်ပါလိမ့်မယ်အာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလူအတန်းကိစ္စတွေအမင်္ဂလာကိစ္စတွေ ထူးထူးခြားခြားအဆင်ပြေအောင်မြင်တတ်ပါတယ်စက်ပစ္စည်းတွေဝင်ခဲ့ရှိတယ်အဲ့တော့မြေကိစ္စတွေမြေရောင်းဝယ်ကိစ္စတွေနော်အဆိုးအဆင်ပြေအောင်မြင်မယ်အမွေရတာမျိုးတွေနော်စက်ပစ္စည်းဝင်တာမျိုးတွေကြုံတွေ့ရမယ်နော်ကြာတာပေးနေတဲ့ပတ်သက်ပြီးတော့ဖုံးနေပါတယ်အသက်ဝင်တာမျိုးတွေလည်းကြုံတွေ့ရတဲ့တဲ့ကာလာမျိုးဖြစ်တယ်မြေရောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်မဲ့ကာလာမျိုးဖြစ်ပါပဲအဲ့တော့ဆရာသမားကောင်းတွေအကြီးအကဲတွေအကူညီမဆမှုတွေကိုရရှိတဲ့တဲ့ ဟောနန်းနေဆိုလို့ရှင်လည်းရာထူးတက်တာလာလာတူတာမျိုးတွေဆရာသမားအကြီးအကဲတွေကကုညီမသာတာမျိုးတွေကြုံတွေ့ရတဲ့ပါတယ်အဲ့တော့ဘာသာရေးဆိုင်ရာပုံကူတွေကကုညီမသာမှုကိုရရှိတဲ့တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေဖျားပုံတော်တို့နော်ယဟန္တာပုံတို့ရှင်သူပလိပုံတို့ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေရတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းတွေလက်ဆောင်ရတဲ့တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီအချိန်ကာလမျိုးမှာတောက်ကြတာတမျိုးနေနေဟာ ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စအလူတန်းကိစ္စတွေမင်္ဂလာကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မြင်မဲ့အချိန်ခါမျိုးဖြစ်ပါတယ်အဲ့တော့ငွေတွေကလည်းဝင်ငင်းရှိတယ်ဒါပေမဲ့ငွေဝင်တဲ့လောက်ရတဲ့လောက်ကလည်းပြန်ထွက်ပြန်ကုန်နေရတဲ့တည်းအဲ့တော့ဘယ်လိုနေရာမျိုးတွေမှာပြန်ကုန်ရတယ်လဲဆိုရင်ကိုယ့်ရဲ့ဒီလောက်ငွေသားနဲ့ပတ်သက်တာနော်ကိုယ့်ရဲ့ဒီအိမ်ောင်ဘက်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ့်ရဲ့ဒီသားသမီးလောက်ငွေသားအဲ့လိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေတွေပြန်ထွက်နေရတာမျိုးတွေပြန်ကုန်ရတာမျိုးတွေ ုံတွေ့တတ်ပါတယ်အဲ့တော့ဒီတောက်ကြသားသမီးတွေနဲ့ဒီတပတ်တာဒီတလကာကာလမှာပြည်ထားမယ့်ကိစ္စတွေကတော့ဒီလူမျိုးကွဲနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးကွဲလူမျိုးကြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်နှောင့်ယှက်ဖြစ်စရာလေးတွေကြုံတွေ့တတ်တယ်အရင်တော့ဖြစ်ပွားခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ဖြစ်လာတတ်တယ်အမှုဟောင်းပေါ်လာတော့အနာဟောင်းပေါ်လာမျိုးတွေကျမ်းမာရေးတွေပြန်ဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် တော့တောက်ကြသားသမီးတွေဒီချိန်ကမှကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအရှင်တော့ဖြစ်ဖို့ကတဲ့ကျမ်းမာရေးတွေပြန်ဖြစ်တတ်တယ်ဒါဂရုစိုက်သတိထားမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေဒီတလားလာကာလမှာအကျိုးပေးတဲ့အရာအလင်းနဲ့ဆိုရင်ရွှေရောင်လို့အဝါရောင်လို့အကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်ကိုးဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်တောက်ကြသားသမီးတွေဒီဆက်တလဝိုင်းဆိုတဲ့ကာလမှာတလားတာလုံးကံဒီကောင်းသက်တွေပွင့်ဖို့ဆိုရင်မိမိအိမ်ဖျားမှာကိတ်မှုကိုးချက်နော်လိန်မော်ရီ ကိုကွတ်ဒူတန်းချင်းအပြင်တလတာလုံးမှာအကန်ဒီကောင်လက်တွေပြီးတော့အကြံစီတွေအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအတော့ကြတာသူများအားလုံးစိတ်ချမ်းသာခြင်းပိုချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ